က္ခုပါလာလို့ဆိုတော့ဒီနာမည်လေးကိုအရင်ကြည့်ရသူရဲ့မူလနာမည်ကပါလာလို့ခေါ်တယ်ထိုပါလာကိုပဲမူလနာမည်မှာစက္ခုဆိုတဲ့စေကလုံးကိုထိသွင်းပြီးတော့မှတ်တမ်းတင်ထားတာတကယ်တော့သူနာမည်ရင်းကပါလာတယ်ဘာကြောင့်စက္ခုပါဠိလို့ခေါ်ရတယ်လဲဆိုရင် မျက်စိနှကွင်းအလင်းမရတဲ့ဘဝရောက်သွားလို့သက္ခုပါလာလို့ခေါ်တာရှင်ကြီးကြီးခေါ်လိုက်တယ်ပေါ့မျက်စိမျက်စိနဲ့ဆက်ပြီးခြုံရင်းနေလို့မျက်စိဆိုတဲ့စကလုံးလေးထည့်ပြီးတော့မျက်စိပါလာလို့ဒီလိုအဓိပ္ပာယ်မျိုးရတယ်နော်မဟာပါလာဆွဲကောင်းကောင်းနဲ့တရားထုတ်လိုက်တယ် ဝါဇုလားကနေစအားထုတ်လိုက်တော့ဝါကောင်းလိုက်ပြီးကြော်ပြီးတော်တဲ့ရင်လားဝါမကျွခင်ဝါလေလောက်ရောက်တဲ့အချိန်မှာသူ့မှာ မျက်စိယောဂဖြစ်လာတယ်မျက်စိယောဂဖြစ်လာတော့ရွာသူရွာသားတွေကမျက်စိကုသတတ်တဲ့ဆေးဆရာခေါ်ပြီးတော့ပေးတယ်အဲဒီသူတို့ခေတ်ကလည်းပဲမျက်စိကုတာမျက်လုံးထဲကိုမျက်စင်းခတ်တာမဟုတ်ဘူးနှာခေါင်းထဲက နှာခေါင်းထဲမှာဆေးထည့်တယ်။အဲ့လိုဆေးထည့်တဲ့အခါထိုင်ရဲမထည့်ရဘူးအိပ်ပြီးတော့မှထည့်ရ။အဲ့ဒီအာယုဗေဒနီးနဲ့ရက်စိယောဂကိုသူကကုပေးတယ်။သို့သောမဟာပါဠိမထေမှာဘာတဏိဋ္ဌံချထားတော့ဆိုသုံးလတိတိငါကြောမခင်ဘူး။ထိုင်မဲနေမဲလမ်းလျှောက်မဲဈဉံသွားမဲ။ လက်အိတ်တဲ့ဣရိယာပုတ်တစ်ခုလုံးဝပဲဖြတ်ထားပြီးတော့အဲ့လောက်ထီအောင်သူစ조사အထုတ်တယ်။ဘယ်တော့မှကြောခင်းပြီးတော့မအိပ်ဘူး။ထိုင်မယ်။မတက်ရမယ်လမ်းလျှောက်မယ်။ဒီသုံးမျိုးနဲ့ပဲသူနေမယ်ဆိုပြီးအထုတ်။နောက်ဆုံးမှသူမျက်စိယောဂဟာမပြောင်းလာဘူး။စနစ်တကျမကုသသည့်အတွက်ကြောင့်မပြောင်းတော့ပိုဆိုးဆိုးလာ။ ဆေးဆရာကလည်းပဲလက်လွတ်သွားပြီဒီတိုင်းဆိုရင်ဒီမျက်စုပြက်လိုက်ပဲပေါ့ဆေးဆရာလည်းတောင်းအောင်မယူတော့ဘူးအဲ့ဒီအခါမှာသူဟာတဏှိဌာအလွန်ကြီးမားတယ်တရားထူးရဖို့ပဲစိတ်ထဲမှာထားတယ်မျက်စိပြက်တာမပြက်တာသူတောင်းအောင်မဟုတ်ဘူးခေးမဆိုင်ဘူးဆိုပြီးသူကသူမေကွန်းထုတ်တယ်အဲ့ဒီမေကွန်းထုတ်တာဟာ mê con thông bí rồi tu sống chết chá chá là. Nhân nô bí tâm bố xí để ngắm nhận lâu nì hà. Phía xí tòa chân tòa bà xí. Ngài hẹn ná hà lê. cái nhìn cái đó bà xí. ngay khi nào gô mà xí tâm nhạc. Bé ế ngài yá biết xí biết xí. Biết biết bà Mình bảo biết luôn တရားလုပ်ငန်းအထိတ်ထန်ထားတာကိုဖျက်ရမှာလေမဖျက်နဲ့လို့သူကသူအားပေးစကားနော်ဘာဖြစ်လို့ဖျက်ရမှာလဲမဖျက်နဲ့မျက်လုံးပြက်သွားတော့ကောဘာဖြစ်လဲနားကန်းသွားတော့ကောဘာဖြစ်လဲခန္ဓာကိုယ်ကအင်္ဂါရက်တွေပျက်စီးသွားတော့လဲဘာဖြစ်လဲဒါတွေကိုဂရုမစိုက်နဲ့တရားပဲအထုတ်လို့ဆိုပြီးစတဲ့တဘူစူးစမ်းပြီးတော့အထုတ်လိုက်တာ သူဟာဝါပကျုခင်မှာပဲတညာလုံးအထုတ်တော့မျက်စိကလည်းမျက်ရည်တွေထွက်လာမျက်စိယောဂါကပူပူပြီးဆိုးမျက်စိတွေချိန်ဆက်ပြီးတော့နတ်နဲ့မိုးမလင်းခင်လေးမှာမျက်စိကွယ်သွားတယ်အဲ့ဒီမျက်စိလည်းကွယ်သွားတယ်သူတဏ္ဍာမှာရှိတဲ့ကိလေသာအာသဝတွေလည်းကင်းသွားပြီးသူရဟန္တာဖြစ်သွားတယ် မျက်စိလည်းပြတ်တယ်ယဟနာလည်းဖြစ်တယ်တပြိုင်နဲ့လူဖြစ်သွားအဲ့တော့ဒီယဟန်တော်ဟာလည်းပဲတောထဲမှာတရားထုတ်တာတရားထုတ်ခြင်းကြောင့်သူမျက်စိပြက်သွားတယ်လို့လက်ရှိအကြောင်းတစ်ခုကိုကြည့်ပြီးအဲ့လိုပြောတယ်တကယ်ကတော့သူအဲ့ဒါကြောင့်ပြက်တာမဟုတ်ဘူးတဲ့ဟောသူဟာအတိတ်ဘဝတစ်ခုမှာ မျက်စိကုတာတဲ့ဘိန်တော်ဆရာမျက်စိကုတဲ့မျက်စင်းခတ်ပြီးတော့မျက်စိကုတဲ့ဆရာဖြစ်ခဲ့ဘူးတဲ့အဲ့လိုမျက်စိဆရာဖြစ်တဲ့အခါမှာရှင်တော့လည်းပဲမူပိုင်းထောက်တာတွေရှိတာပေါ့ဖီဇီရှန်တွေရှိတာနယ်လှည့်ပြီးဆေးကုတယ်နယ်လှည့်ပြီးဆေးကုဒီဘက်မှာမျက်စိယောဂသည်များရှိလား ွာတရွာရောက်တိုင်းမေးတယ်မျက်စိယောဂသည်ရှိလားရှိတယ်အေးစိတ်ကုကျင်တယ်ဆိုရင်ကုပေးမယ်မျက်စိယောဂကုကျင်တယ်ဆိုလို့ရှိရင်ပြပါသူကြည့်ပါမယ်ဆရာကုပေးဩရွာတရွာရောက်တော့အဲ့တိုင်းပဲမျက်စိယောဂရှိလားဆိုမျိုးသမီးတယောက်ရှိပါတယ်မျက်စိမျက်စိကုမယ်ဆရာဆရာရောက်လာတယ်ဆိုပြီးတော့ ခုမဲဒီဆရာနဲ့ခုချိမဲဆိုပြီးတော့အဲ့ဒီမျိုးသမီးရဲ့မျက်စိရောကလည်းဆရာပေါင်းကိုစုံးနေမပြောက်ဘူးမပြောက်တော့သူမျက်စိကိုပြောက်အောင် ကုနိုင်မဲ့လူလို့သိမထင်ဘူးလူဆိုတာမထင်လို့ရှိရင်စကားလုံးအောင်ပြောတတ်တယ်အဲ့တော့အမျိုးသမီးကမျက်စိကုမလားလို့ဆိုတော့ကုမယ်ပေါ့ အေးကုမယ်ဆိုလို့ရှိရင်သူကမျက်စိကိုစမ်းသပ်ကြည့်ပြီးတော့မျက်စိတလုံးဘယ်လောက်ပေးမလဲ။ဟာစေဘူဝါခညှိနှိုင်းကြ။ညှိနှိုင်းတဲ့အခါကျသူကပြောင်းအောင်ကုနိုင်မယ်မထင်တော့ဘာပြောတော့။အောင်လေးဆရာရဲ့စကားပြောမနေစမ်းမနဲ့။ကျမမျက်စိ ပြောင်းအောင်ကုနိုင်ရှိတဲ့ပစ္စည်းပုံအပ်ပြီးလူကိုယ်တိုင်းကြုံခံမှမယ်။ ကားဆိုတာအလွန်ချုံမပြောအောင်သူပြောလိုက်တယ်အဲ့မျိုးသူပြအတိုင်းကောင်းပြီနှုတ်ကတိပေါ့စာချုပ်တော့မချုပ်ပါဘူးနှုတ်ကုနှုတ်ကတိနဲ့လက်ခံလိုက်ဆေးဝါးဖော်ဆက်တယ်ဖော်ဆက်ပြီးတော့မျက်စိကွင်းတဲ့ဆေးတို့မျက်စင်းခတ်တာတွေတို့ဖော်ဆက်ပြီးတော့မျက်စိရောအကုတယ် ်ဆရာကိုယ်တိုင်မျက်စင်းစေးကိုဖော်ဖော်ဆက်ပြီးတော့ခုပဲအဲ့ဒီမျက်စင်းကတခါခတ်လိုက်တာနဲ့မျက်စိကတိုးတက်သွားတယ်ချိန်ဆက်ထားတွေတက်တာသွားတယ်အဲ့ဒီအချိန်မှာစကားလွန်ထားတဲ့ယောဂတဲ့အမျိုးသမီးကသူစကားလွန်ထားပြီလေစကားလွန်ထားတဲ့အခါကျတော့ ီခါတော့ဒီဆေးနဲ့ပြောက်မဲ့ထင်တယ်ပြောက်ရင်တော့ငါပြောထားတာငါစကားနဲ့ငါဒုက္ခရောက်တော့မှာပဲအဲ့တော့ယုံထွက်တဲ့အနေအားဖြင့်မျက်စိဆရာလာတဲ့အခါကျတော့မေးတယ်နှမဘယ်နဲ့လဲမျက်စိအခြေအနေပြောပါလို့ဆိုအရင်ကတည်းကပူဆိုးနေသေးတဲ့ဆရာကြီးမပြောက်ဘူးဆရာစီနဲ့မတည့်ဘူးနဲ့ လိမ်မျောလိုက်တာပေါ့နော်လိမ်မျောတော့ဆရာသူကမျက်လုံးကြည့်တယ်ကြည့်တော့တိုးတက်တယ်ဆိုတာ तू သိတယ်အဲ့တော့သူ့ကိုမပေးချင်လို့လိမ်တာပဲဆိုပြီးအဲ့ဒီအချိန်လေးမှာဆေးဆရာစိတ်ကောင်းနှလုံးကောင်းထားရမယ့်အစားစိတ်ကောင်းနှလုံးကောင်းမထားတာအဲ့ဒါတတိထားရမယ့်အချက်ပဲနော်တကယ်ကတော့ပတ်စံပေးနိုင်သည်ဖြစ်စေမပေးနိုင်သည်ဖြစ်စေ သူတော်မျက်စိမြင်အောင်ငါကြိုးစားပြီးမယ်ဒီလိုစိတ်ထဲမှာမထားပဲနဲ့စိတ်ကဘလို့ဖြစ်သွားတော့ဒေါသထွက်လာပြီးတော့မျက်စိကန်းအောင်လုပ်မယ်အဲ့လိုဖြစ်ငါ့ကိုမပေးချင်လို့ဆေဘဝကမပေးချင်လို့ညားတာသိစေမယ်အိမ်ပြန်နေအိမ်ကအမျိုးသမီးနဲ့တိုင်ပင်ပြီးတော့မျိုးသမီးရတော့ဘာမပြောငြိမ့်နေလိုက်သူမပတ်သက်တဲ့သဘောမျိုး သူကမဟာဒုတ်ဆွဲတော်ကြီးဆိုဆေးမျိုးဖော်တာပေါ့မဟာဒုတ်ဆွဲတော်ကြီးဆိုမျက်စိကန်းစေးပေါ့တဆောင်းစေးနဲ့ပြားရည်နဲ့ခတ်လိုက်လို့ရှင်တော့မဟာဒုတ်ဆွဲတော်ကြီးဖြစ်တာအဲ့လိုမျက်စိကန်းနဲ့ဆေးမျိုးဖော်ဆက်လာပြီးတော့ဟောဒီဆေးဟာအစွမ်းထက်တယ်မသက်သာဘူးဆိုရင်ဒီဆေးကိုခတ်အောင်ဆိုပြီးသူကိုယ်တိုင်ခတ်ပေးလိုက်တယ် ခပ်ပေးလိုက်တဲ့ကမျက်စိကြီးဟာမကြာခင်ပဲဖူးယောင်လာပြီးတော့မျက်စိပျက်စီးသွားတယ်ဒါသူလုပ်ခဲ့တဲ့အလုပ်ပဲဆေဘောဝါကမရချင်နေပါစေတော့မျက်စိပြက်အောင်လုပ်ခဲ့မယ်ဆိုပြီးယောဂပူတိုးအောင်လုပ်လိုက်တယ်အဲ့တော့မျက်စိကွယ်သွားတယ်အဲ့မျိုးသမီးဟာ